ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့စစ်ကောင်စီကနိုင်ငံတကာမှာ မျက်နှာပန်းလှဖို့အတွက်နဲ့လူလူရဲ့အမြင်ကြည်လင်မှုစရာရီအပြင်ကိုမှ နိုင်ငံရေးပရိယေရီပါဝင်ကြောင်းဥပဒေပညာရှင်တွေနဲ့နိုင်ကျင်းရေးကူညီသူတွေကတုံ့တက်ပါတယ်။အများစုကလူရည်နီးရဲ့နိုင်ကျင်းတွေဖြစ်ပြီးလက်နက်ဥပဒေအရအေးအေးယူခံရသူတွေပါဝင်ပြီးနေပါကြောင်းကိုနိုင်ငံရေးကျင်းသားတွေကိုကူညီနေတဲ့ဥပဒေပညာရှင်တယောက်ကပြောပါတယ်။အခုနှုတ်တဲ့ထဲမှာ905လေးထပ်ပါတယ်လို့ အဲပောက်ကွဲလဲပါတယ်လို့ပြောတယ်ဒါပေမဲ့လူကနဲတာပေါ့နော်အဓိကဒိုင်ဦးထောင်နဲ့တာယာဦးဒီထောင်ရလို့ပြောတယ်ထောင်ရနေပြီးအချင်းသားတွေလှုပ်ပေးတယ်လို့ပဲပြောတာအဲဘလူးလူတွေလှုပ်ပေးတယ်ဆိုတာမျိုးသူတို့ကသတင်းမထုတ်ပြန်မင်းနဲ့အချင်းသားတွေလှုပ်တယ်အဲ့အခုလှုပ်လိုက်တဲ့အချင်းသားတွေထဲမှာ905လူတွေများနေတာသူတို့ကအဲ့လူတွေကိုရွေးပြီးလှုပ်တာလူရန်နေတယ်ပောက်ကွဲနဲ့ပတ်သက်တာဒီလိုလှုပ်တယ်ဆိုတဲ့အနေအထားမှာလည်းနိုင်ငံရေးပြည်ရည်အများကြီးပါတယ်လို့ယူဆတယ် အချင်းထောင်တွေမှာလူငယ်ချမ်းသာပေးဖို့နဲ့စစ်မှုထမ်းအတွက်လူငယ်တွေကိုခံဝင်ထိုးခိုင်းပြီးစစ်မှုထမ်းဆောင်စီဖို့အတွက်လှုံ့ဆော်ခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။နိုဝင်ဘာလ26ရက်နေ့28ရက်တွေမှာတော့နိုင်ငံရေးကျင်းသား350လွတ်မြောက်ခဲ့ပြီးဒီဇင်ဘာလ1ရက်နေ့မှာတော့နိုင်ငံရေးကျင်းသား268ယောက်လွတ်မြောက်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNN မြိတ်ကနဦးထုတ်ပြန်ထားချက်တွေရသိရပါတယ်။ဟုတ်တယ်ဗျာကျွန်တော်တို့ထင်တာကတော့ပေါ့နော် အထူးသဖြင့်ငါးရငါးကိုဖြုတ်ပေးလိုက်တဲ့အခါမှာသူတို့ငဘုံမူလာကျင်းထောင်မှာနေခဲ့တဲ့ကာလာနဲ့တွေ့လိုက်တဲ့အခါမှာနေစာအဖြစ်ပေါ့နော်ကာလာတစ်ခုပြစ်မိတဲ့ကြီးတွေကိုလွတ်ပေးနေရဲဆိုတဲ့ဘောမျိုးတော့ကျွန်တော်တွေ့ရပါတယ်ဗျာဒီမန်လေးအိုးကိုမြင်းကြံတရက်မကွေးအာတခြားထောင်တွေလည်းလွတ်နေရတော့ကျွန်တော်တွေ့နေရတယ်ဗျာလက်ရှိလွတ်မြောက်လာသူတွေထဲမှာရာဇသက်ကြီးဥပဒေပုံမှာငါးငါးကကြီးတွေပြင်လက်နက်ဥပဒေအရအရေးယူခံရရသူတွေပါဝင် ပေါက်ကွဲစေတတ်တဲ့ဝိထုပစ္စည်းများအဥပဒေအရအေးအေးယူခံရသူတွေလည်းပါဝင်ကြောင်းသိရပါဗျ။အဲကျွန်တော်တို့သိတယ်လို့ငားရငားအပြင်ကူမှအလို50ညတချို့လည်းပါလာတယ်။အလိုလက်နက်နဲ့မိတဲ့အမှုပေါ့နော်။မတရားသတ်မှတ်ထားတဲ့အမှုပဲ။အဲ့ဒီအမှုမှာက IT ပေါက်ကွဲနိုင်တဲ့ပစ္စည်းတမားတွေလည်းပါလာတယ်။အဲတချို့ဆိုရင်16နှစ်အလောက်ချထားတာ။တချို့ကြတော့လေ73နှစ် အဲ့လိုလူကြီးပါလာတာပေါ့အများကြီးတော့မပါဘူးလို့ကျွန်တော်တော့ထင်တယ်လှုပ်ပေးတဲ့ကိစ္စမှာတောင်မှနိုင်ငံတကာအမြင်ပြောင်းဖို့ကအကြောင်းတစ်ချက်နောက်တစ်ခုကအဲ့ဒီလူတွေကိုအထက်ထဲမှာခံဝင်အနေနဲ့ဘာတွေထိုးခိုင်းတယ်လေပေါ့နော်ဒါလေးမေးစရာရှိမှထင်တယ်သူတို့လွတ်ပြီးတဲ့ပုံစံကလွတ်တာလွတ်ပြီးလိုက်တယ်ရိုးရှင်းတဲ့ပုံစံမရှိဘူးတခြားအကြံစီတစ်ခုခုရှိနေတယ်လို့ပုံစံမျိုးပေါ့အခုတခါလွတ်မြောက်လာသူတွေတဲ့ သတင်းစာဆရာဦးစီသူအောင်မြင့် BBC မီဒီယာအရှင်ရဲ့ခန်းစားကြီးအစီအစဉ်ကမတ်တထက်ခိုင်အဆိုတော်တန်တာဝင်းနဲ့2019ခုနှစ်မြန်မာတိုင်းငံလုံးတက္ကသိုလ်ဝန်ထမ်းပထမဆုတဟူဘာမာဖက်စ်ရရှိထားတဲ့မောင်ကျော်လင်းတန်းတို့လည်းပါဝင်ကြောင်းသိရပါဗျ။စစ်ကောင်စီရဲ့ကြေညာထားချက်တွေအရတရားစွဲဆိုခံရဆဲဖြစ်သူ9580ယောက်ကို အမှုပိတ်သိမ်းပေးခဲ့ပြီးထောင်ကျခံရသူတွေထဲက2361ယောက်ကို99ကာကြီးအတွက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ပြစ်ဒဏ်တွေကိုခံဝင်နဲ့ရှော့ပေါ့ပေးလိုက်တယ်လို့ဆိုပါတယ်။ဒါအပြင်ငါးငါးကာကြီးတမှုတဲ့နဲ့ထောင်ဒဏ်ကြခံနေရသူ824ယောက်ကိုတော့ခံဝင်နဲ့လူငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့သိရပါတယ်။ကျွန်တော်ဝေပါ။အမြင်နဲ့မဟုတ်ဘူး။